မနက်ဖြန်သဘောက်ခါဆိုချက်ထွက်တော့မယ်နော်ထားပါတော့မနက်ဖြန်မရောက်တော့အခုစနေထူတော့မှာနော်မနက်ဖြန်မရောက်တော့မယ်နော်နောက်တရက်ဆိုဖတ်တော့မယ်နော်တရက်နေ့ဆိုချက်ထွက်တော့အဲ့မှာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လိုက်လို့ရတဲ့ snake လေးတစ်ခုပြောချင်တယ်ပေါ့နော်သိစီ၃တန်းတာရှိတယ်တဲ့ကိုထိတ်ကိုထိတ်ကိုထိတ်လို့သိစီ၃တန်းတာရှိတယ်သိစီ၃လုံးမှာတန်းပြီဆိုလို့ရှိရင် ကိုထိတ်ကိုထိတ်ကိုထိတ်လို့ထိစီသွန်းလုံးတန်းခဲ့တယ်အဲ့လိုတန်းလာနေအဲ့ဒီနေ့ထဲကကနန်းတကွက်စီသူ့ရဲ့နောက်တစ်နေ့ကိုလည်းထွက်တယ်သူ့ရဲ့နောက်တစ်နေ့ကိုလည်းထွက်တယ်ကနန်းတကွက်ကပြောချင်တာကကိုထိတ်ကိုထိတ်ကိုထိတ်လို့သုံးနေစတဲ့တန်းသလူဟိုက်နောက်ဆုံးကိုထိတ်ထိုက်ခဲ့တဲ့နေ့ထဲကကနန်းတကွက်ကလည်းတနေ့နဲ့နဲ့သုံးနေစတဲ့ထွက်တယ်ဒီမှာဆိုလို့ရှိရင်၄၉၆က၄၉၆ပြီး၄၉၆ဆိုသုံးနေစတဲ့ထိုက်ခဲ့တယ် အဲ့လိုပြစ်ပြီးတော့တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်လောက်ကြာပြီးတော့တစ်ခါငါးထိတ်ငါးထိတ်ငါးထိတ်တန်းပြန်ရော့တန်းတဲ့ချိန်မှာလည်းပဲ tasty ဒီသုံးနှစ်သက်တိုင်းငါးထိတ်ငါးထိတ်ငါးထိတ်လို့တန်းလာနောက်ဆုံးငါးထိတ်နေတဲ့ကကနန်းတကွက်အဲ့တစ်နှစ်သုံးကသူကနောက်တနေ့ကလည်းနှစ်သုံးတက်လို့တက်ပြီးနောက်တနေ့ကလည်းနှစ်တက်သုံးလို့လိုက်ထွက်တယ်နောက်တစ်ခါဒီမှာတစ်နှစ်ပဲချပြီးတော့ဒီမှာကျတော့နောက်ဆုံးသုံးကကျတော့6ထိတ်6ထိတ်6ထိတ်လို့တန်းတယ် နော်အဲ့ဒါပြီးတော့အကခွန်ထိတ်ခွန်ထိတ်ခွန်ထိတ်ဒီမှာလည်းတန်းတယ်ခွန်ထိတ်ကဒီမှာလည်းခွန်ထိတ်ခွန်ထိတ်ခွန်ထိတ်ဆိုဒီမှာလည်းတန်းတယ်ပြီးတော့ဒီမှာရှစ်ထိတ်ရှစ်ထိတ်ဆိုရှစ်ထိတ်ဆိုပြီးတော့တန်းတယ်အဲ့ဒါနောက်ဆုံးတန်းတဲ့သူစီနီယာအမှန်လာခဲ့တဲ့6ထိတ်ခွန်ထိတ်ရှစ်ထိတ်ကနေကစားဒီကျင်းကစားကွက်ကနေလိုက်ထားတယ်နော်6ထိတ်6ထိတ်6ထိတ်လုံးကျမတန်းခင်မှာတဲ့ဟာရီရှစ်ထိတ်ကသူရှစ်နှစ်ကရှစ်ထိတ်ဒီနောက်ထောင်သုံးလုံးမောင်းချင်းရှစ်လို့ရိုက်ပြီးမှ 6တိတ်6တိတ်6တိတ်လို့တန်းတယ်တဲ့30တက်အဲ့လိုတန်းလို့6တိတ်နေတဲ့ကနန်းတကွက်ကတဲ့၄3 8ကသူ့ရဲ့နောက်တနေ့ကိုလည်းထက်တယ်သူ့ရဲ့နောက်တနေ့ကိုလည်းထက်တယ်အဲ့ကနန်းတကွက်ဒီ high 6နောက်ပိတ်ထဲမှာထက်ခဲ့တဲ့ကနန်းတကွက်ကတနည်းနည်း30တိတ်ထက်တယ်စနစ်ဘယ်ချိန်မှလာထက်တာလဲဟာဒီ6နောက်ပိတ်6တိတ်6တိတ်6တိတ်3ချက်တန်းလို့6ရဲ့နက်ခတ် break ကိုလို့ 6ထိပ်6ထိပ်6ထိပ်3ချက်တန်းနဲ့ဟိုက်နောက်ဆုံး6ထိပ်တက်တဲ့နှစ်ထဲက6ရက်နဲ့ခက်ပြိ9အဲ့ဒီတည်းကကနန်းတကွက်က438က438 483ဆိုပြီးတော့ဒီနေရာမှာတနည်းနှစ်နည်းသုံးနည်းဆိုတဲ့ဖြစ်တဲ့ကနန်းတကွက်ကဒီနေရာမှာလာထွက်ခဲ့ဒီခွန်ထိတ်ခွန်ထိတ်ခွန်ထိတ်မှာမဖြစ်ဘူးဘာကြောင့်လဲတုံရထိတ်စီဒီမှာသုံးလုံးမောင်းရတုံရလို့ချုပ်ွက်မရှိဒီနေရာကျမှအဲ့ချုပ်ွက်လာဝင်တာ စစ်တိတ်ကသုံးလုံးပေါင်းချင်းရှစ်လို့နောက်ပိတ်သုံးလုံးပေါင်းချင်းရှစ်လို့ရိုက်တယ် contact 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 လို့တန်းပြီတန်းလိုက်လို့ဟာဒီနောက်ဆုံး contact ရိုက်တဲ့နှစ်ထဲကကနန်းတကွက်ဒီတဲ့တနေ့နဲ့နဲ့သုံးနေသက်တိုင်းထွက်မယ်တဲ့ contact 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 လို့သုံးချက်တန်းလို့ခွန်ရဲ့နက်ကတုံညပရိယဇောင်းမာတဲ့ခွန်ရှင်ငါတုံညပရိယဇောင်းမာတစ်ချိန်နဲ့ချိန်သုံးချိန်မှာထွက်တဲ့သုံးနှစ်လေးဆိုတဲ့ကနန်းကသူ့ရှစ်နှစ်မှာလည်းထွက်တာတယ်သူ့ရှစ်တနှစ်မှာလည်းထွက်တာတယ် အဲ့တော့နောက်ဆုံးခွန်နောက်ပိတ်နေတဲ့ကကနန်းတော့3နှစ်လေး2 3လေးဒီသူ့ရဲ့နောက်နေမှာ3နှစ်လေးလို့ထပ်ပြီးနောက်တစ်နှစ်မှာ3နှစ်လေးလို့3နှစ်သက်တိုက်ဖတ်ပါတယ်တဲ့ဒီ၈တိတ်မှာလည်းအဲ့စနစ်ကလေးလမ်းကြီးတဲ့3ချက်ညီတာကဟိုက်မှာ6ထိတ်တဲ့3မောင်မောင်ချင်း6လို့ထည့်ပြီးတဲ့ထည့်ပြီးမှမှ၈တိတ်၈တိတ်၈ထိတ်လို့၈ထိတ်3ချက်လာတန်းပြီးတဲ့အဲ့လိုတန်းတဲ့အတွက်ဟိုက်နောက်ဆုံး၈ထိတ်စီထွက်တဲ့နေ့တည်းကကနန်းတော့ကဒီသူ့ရဲ့နောက်တစ်နှစ်နှစ်နှစ် တနေ့နဲ့နေ့သုံးနေ့စတိုင်းလိုက်ထွက်ရမယ်တဲ့ဘယ်ချိန်မှထွက်ရမလဲတဲ့ရှေ့ရနေ့ကတိပရိယဇောင်းနဲ့ဟာဒီနေရာမှာတိပရိလို့ခံထားလို့ဒီချိန်မှတစ်ချိန်နှစ်ချိန်သုံးချိန်ဒီနေရာမှာတဲ့သုံးနေ့စတိုင်းထွက်တဲ့ကဏ္ဍတစ်ခွက်ထွက်နိုင်ပါတယ်တဲ့ဘာကြောင့်လဲရှောက်တဲ့စီမှာ break ကိုမှာခွန်တလုံးအပါနှလုံးပေါင်း9နဲ့ break ကိုရဲ့ဇောင်းမှာထွက်တယ်ဒီခွန်တိတ်စီမှာကျတော့ဒီတိုင်းပဲခွန်တလုံးအပါနှလုံးပေါင်း3နဲ့ ခွန်ရဲ့နက်ကဘူပရဲ့ဇောင်းမှာထက်တာအဲစစ်တိတ်စီမှာလဲခွန်တိတ်စီပိုင်နဲ့နှလုံးပေါင်းခွန်တလုံးအပါနဲ့နှလုံးပေါင်းလေးနဲ့တစ်ပရိတ်ဒီဒီဒီကျိန်းနဲ့ပဲထွက်တာဒီနှစ်ထဲမှာတစ်ပရိတ်ထွက်တာတွေဘာကြီးရှိတယ်တခြားလိုက်စစ်ကြည့်ဒီမှာပရိတ်ငါဒီမှာပရိတ်၆ဒီမှာပရိတ်၄ဒီမှာပရိတ်၃ဒီမှာပရိတ်၈ဒီမှာပရိတ်၆ဒီမှာပရိတ်၉ဒီမှာပရိတ်၁၀ဒီမှာဘရိတ်နဲ့ဒီမှာဘရိတ်တက်ဒီမှာဘရိတ်ကွန်ဒီမှာဘရိတ်တက်၆၃ညာ၅ခွန်မပါဘူး နောက်တစ်ခါဘရိတ်တီဒီမှာထက်တယ်ဘရိတ်တီသုံးခွဲပဲထက်တယ်၈၁၂ရက်၆၃၅ရက်၂၇ရက်ဆိုပြီးတော့ဘရိတ်တီကသုံးခွဲတဲ့ထက်တယ်သူစနစ်ရခွန်တလုံးပိုင်းနှလုံးပေါင်းခြင်း၂နှလုံးပေါင်းခြင်း၃နှလုံးပေါင်းခြင်း၄နဲ့လာတဲ့စနစ်ရဆိုဒီကောင်းရဲ့ဇောင်းပါပဲဒီမှာထက်မဲ့ကဏ္ဍသည်ဟာဒီနောက်ဆုံး၈နောက်ပိထက်ထားတဲ့နှစ်ထက်ကကဏ္ဍတစ်ခွဲက၃၀ရက်ထက်ဒါဆိုဟိုက်နောက်ဆုံး၈နောက်ပိနှစ်ထက်ကသူ့ရဲ့နောက်နှစ်ကိုကဏ္ဍပဲနှစ်ခွဲလိုက်ဖြစ်ထားတယ် 936ဆိုတဲ့ကဏ္ဍက690လို့လိုက်ထွက်ထားတာရှိတယ်။အဲဒီ930ဆိုတဲ့ကဏ္ဍက933လို့လိုက်ထွက်ထားတယ်။ဒီနှစ်ကွက်ထက်ပဲထွက်ထားတာရှိရတဲ့ဒီလိုချင်းမျိုးမှာဒီလိုမျိုးဒီလိုမျိုးပေါ့နော်။ဒါကလိကစားကွင်ပေါ့နော်။ကျွန်တော်တို့ကလိကစားတဲ့ကွင်မှာကျွန်တော်သုံးတက်တယ်နော်။ဒီလိုကွင်မျိုးရဒီလိုကစားကျင်တယ်ဆိုဒီနေရာမှာထွက်မဲ့ကဏ္ဍကတနည်းနည်းနည်း3နည်းစတဲ့ကဏ္ဍဖြစ်ရမယ်ဆိုလို့ရှိရင်အဲဒီဖြစ်စဉ်အွန်လိုင်းနဲ့ကဏ္ဍသည် ်690ပတ်လည်နဲ့9300သုံးပတ်လည်ဒီပတ်လည်နှစ်ကွက်ပဲရှိတယ်ကြိုက်တဲ့လူရှိရင်လိုက်ထိုးပါကျဲမှာဘူးမအပိုင်းလို့မသိဘူးနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောလို့ရတဲ့နေရာနဲ့ live ကဒီချိန်ချင်းမှာထပြရင် public ကိုလက်ဆောင်ပေးခဲ့တဲ့ကျွန်တော်ရဲ့ live တဲ့နဲ့အချိန်ဒီ၄ချိန်မြောက် live ပါအဲ့တော့3953ပတ်လည်း3996ပတ်လည်းဒီစပစ်စင်ကိုအောင်ဖို့အတွက်ဆိုလို့ရှိရင်အခုချိန်မှာ2025ဆက်နှစ်ချိန်မှာ 2025ဆက်နှစ်ကြိမ်မှာထွက်မဲ့ကဏ္ဍသည်2024မှာလည်းထွက်ခဲ့ရမယ်2023မှာလည်းထွက်ခဲ့ရမယ်ဒီလို3နှစ်ဆက်တိုက်3နှစ်ဆက်တိုက်လာတဲ့ကဏ္ဍမျိုးထွက်ရမယ်ဆိုစနစ်ရှိတယ်အဲ့စနစ်ကိုအောင်ဖို့အတွက်ဆို2023က2024ကိုကဏ္ဍနှစ်ကွက်ပဲကူးခဲ့တယ်ငါ3 5ပတ်လည်းနဲ့3 6 6ပတ်လည်းဆိုဒီကဏ္ဍပတ်လည်းနှစ်ကွက်ပဲကူးခဲ့တယ်အဲ့ဒါကြိုက်နေတက်တယ်ဆိုရဲမိတ်ဆွေရှိရင်တော့မှ မကြိုက်ရင်တော့မနဲ့အပိုင်းဆိုတော့မရှိဘူးအဲ့တော့ကျွန်တော်ဒီမှာအချိန်လိုက်ဝယ်မယ်ဘေးစင်များမရက်ဖာမှာစရောက်မှမယ်နောက်တစ်ခုဖိုင်ဝတ်ထားတဲ့ပုတ်ကိုများလက်ဆောင်ပေးမယ်ဆိုတဲ့အချိန်ပုတ်ပေးပါမယ်လိုင်းမကောင်းသေးဘူးမရက်ဖန်နေကင်း7နှစ်အထိစောင့်ယူပါ7နှစ်ထိုးလို့မှမရောက်လာကမှကျွန်တော်ဒီကိုစာရေးပြီးတော့နော်စာရေးပြီးတော့တောင်းပါနော်ဖုံးမဆက်ပါနဲ့ဖုံးဆက်ရင်ဘလော့တက်ပါတယ်ကြိုးပြောထားတာနော်အဲ့တော့ မမျောလင်းမနဲ့ဒီ live ကိုလွှင့်လိုက်တာနော်မနက်ဖြန်မှ live လွှင့်ဖို့စိတ်ကူးတာနော်အဲ့တော့ live ဖို့လို့ပဲတက်မလိုက်353ပတ်လဲ396ပတ်လဲဒီကနေ့နှစ်ခွက်ပဲရှိတယ်ကြိုက်လိုက်ထိုးတာမကြိုက်မထိုးနဲ့ကျွန်တော်လည်းအပိုင်းမသိဘူးကျွန်တော်တွေ့တဲ့ snake ကိုပဲပြောပြတာနော်စိတ်ပါရင်မနက်ဖြန်မှကနန်းတစ်ခွက်တင်းပေးမယ်စိတ်မပါရင်တော့အိတ်တော်မယ်အိတ်ကြီးပြတ်တာများရင်တော့အိတ်ပါပဲနော်ကဲအားလုံးပဲ good luck ပါခုနဖုန်းကြီးအဆင်မပြေဘူးနောက်ဆုံးတော့ဒီ old model ဖုန်းပဲဒီဖုန်းက ဟိုရောနဲ့တုံးခဲ့တဲ့ဖုန်းဒီဖုန်းကအခုပြန်ကောင်းတယ်လမ်းเนาะခုန member ဖွဲ့ဝင်ဒီထက်မှအများကြီးကြီးနေပါဘောကို member အဖွဲ့ဝင်ချင်းပါเนาะခုနအဲ့လိုအသေးစိတ်သေချာလေးရှင်းပြလို့မရောက်ဖြစ်နေတစ်တစ်နေလို့เนาะအဲ့ဒီအတွက်ကြောင့်အဲ့တော့ရိုးရှင်းရှင်းကစားွက်တွေပါရိုးရှင်းရှင်းကစားွက်တွေပါဒီရှိမှရှိသေးတယ်တိတ်စီသုံးလုံးတန်းတာတွေပေါ့เนาะအဲ့တော့ ကိုထိပ်စီသုံးလုံးတန်းတဲ့အချိန်ဆက်ခဲ့တာအဲ့ဒီအချိန်မှာနောက်ဆုံးကိုနောက်ပိတ်ကိုထိပ်စီတဲ့ကဏ္ဍတစ်ခွက်စီ30တိုက်ဖြတ်တာအဲ့ဒါပြီးတော့ငါးထိပ်စီသုံးလုံးတန်းတယ်အဲ့ဒီနှစ်မှာလည်းအဲ့လိုပဲနောက်ဆုံးငါးထိပ်စီဖြတ်တဲ့နေ့ကကဏ္ဍတစ်ခွက်က1 2 3 2 3 1 1 3လို့ဖြတ်တယ်ဒီမှာ6ထိပ်စီသုံးချက်တန်းတယ်အဲ့လိုပဲ4 3 8 4 3 8 4 8လို့ဖြတ်တယ်ဒီမှာ9ထိပ်စီသုံးချက်တန်းတယ်အဲ့လိုပဲ2 3 4 3 4 2 3လို့ဖြတ်တယ်ဒါအတွက်ကြောင့်အခု8ထိပ်စီသုံးချက်တန်းတယ် 2023နဲ့ထွက်တဲ့ကဏ္ဍဒီ2024မှာထွက်ထားမယ်အဲ့ကဏ္ဍက2025ကိုလိုက်ထည့်ရမယ်အဲ့ဒါမျိုးစနစ်နဲ့ထွက်ထားရသလိုအဲ့936ပတ်လည်နဲ့930ပတ်လည်ပဲမိနစ်ကထွက်ထားတယ်936က690လို့ထွက်တယ်ဒီကဏ္ဍက3နှစ်9နိုင်နဲ့ဟိုက်930က933လို့ထွက်တယ်ဒီကဏ္ဍက3နှစ်စတိုက်9နိုင်နဲ့အဲ့အတွက်ကြောင့်3953ပတ်လည်နဲ့3996ပတ်လည်အဲ့လိုယူရှင်းကစားကုတ်ကလေးကြိုက်တယ်ဆိုလို့ရှိရင်လိုက်ထိုးမကြိုက်ရင်မထိုးနဲ့ကျိုးလည်းအပိုင်းမသိဘူးเนาะ အပိုင်မသိဘူးကျွန်တော်ဒီလိုမျိုးတဏ္ဍနေမပြောဘဲနဲ့ခုနမျိုးလေးတင်ပါဇက်ကပြောရင်ဘယ်သူမှ live ကိုဝင်ကြည့်မှာမဟုတ်ဘူးအဲ့ဒါဆိုရင်ကျွန်တော်ပြောတဲ့ message ကိုဘယ်သူမှသိမှာမဟုတ်ဘူးအဲ့ဒါကြောင့်အလွယ်ကူဆုံးရိုးရှင်းဆုံးကလေးအတွင်းနဲ့တွေးတဲ့လမ်းကြောင်းလေးတစ်ခုချပြလိုက်တဲ့ကြည့်ရင်ထူတာပါမကြည့်ရင်ပြုတ်ပါနဲ့အားလုံးပဲကံကောင်းကြပါစေ good luck ပါ